သာဝတိမြို့မှာပဲအဋ္ဒိဏပုပ္ပကဆိုတဲ့တတိတယောက်ရှိတယ်အဋ္ဒိဏပုပ္ပကတဲ့တခါမှမပြီးဘူးမလှဘူးမစွန့်ဘူးတဲ့တတိလို့နာမည်ရသူ့မှာတဥရီသောသားလေးရှိတယ်မထကုံတလီတဲ့မထကုံတလီလို့နာမည်ရဘုံကိုကစားစိတ်ဝင်စားတဲ့တမျိုးကောင်းတယ်သူ့ရဲ့သားလေးအရွယ်ရောက်လာတော့ရှေခေရဲ့ယဉ်ကျေးမှုအရနှဒောင်းဆင်မယ်ဆိုတော့အဲ့ဒီနှဒောင်းကိုပရိန်တွေကိုသွားခိုင်းမယ်ဆိုရင်လက်ခတွေပါလေကုံမှာဆိုးလို့ရွှေတွေပါလေညော့မှာဆိုးလို့ သူကသူပဲအဲ့ဒီနှတောင်းကိုလှုပ်တယ်။ပုံမကြပန်းမကြပေါ့လေ။နားလေထိုးလို့ရယုံမျှဒါပေမဲ့ရွှေကိုလှုပ်ထားတာဆိုတော့တန်ဖိုးတော့ရှိတယ်။အဲ့ဒီနှတောင်းပုံမကြပန်းမကြကိုပဲအကြောင်းပြုပြီးတော့သူ့ရဲ့သားကိုမထာကုံတလီလို့နာမည်ပေးကြတယ်။ခေါ်ကြတယ်ပေါ့။ကုံတလဆိုတာနှတောင်းပေါ့နော်။အဲ့ဒီလိုနဲ့သူ့ရဲ့သားကလေးတူရီသောသားလေးတနေ့ရောက်တော့စကွန်ဆက်ရှိအရွယ်ကလေးပေါ့။ယောဂါဆွဲကလာ။ယောဂါဆွဲကလာတော့မိခင်ဖြစ်တဲ့ပုံနှိမ်မမှာ ဒီအဒိနပုပ္ပကံတတိကိုအရှင်သားအတွက်ရှိကူဖို့ကြိုးစားပါအောင်သားမယောဂကတ်နေတယ်။အဲ့ဒီလိုပြောတဲ့အခါကျတော့အင်းရှိစီရခေါ်ပြီးတော့ရှိကူမယ်ဆိုရင်တော့ရှိဘူးကတော်တော်မသက်မသာကုန်းမပဲ။အဲ့ဒီတော့နေပါအောင်ဆိုပြီးတော့ရှိစီရတွေကြီးကိုသွားပြီးတော့မေးတယ်တဲ့။ဘယ်လိုယောဂံဖြစ်ရင်ဘယ်လိုကုရသလဲ။သူသားရဲ့ယောဂလက္ခဏာတွေကိုပြောပြီးတော့ဘယ်လိုအမြန်ကုရရင်ကောင်းမလဲပေါ့။တော့ရှိစီရတွေကလည်းပဲစိတ်ထဲရှိသလိုတော်ဆွရော်ဆွပဲပြောလိုက်မှာပေါ့။ အဲ့တော့သူကဘလို့အရွက်တွေဘလို့အခောက်တွေကို ထောင်းထုတ်ပြီးတော့တိုက်ရင်တော့ပြောက်မှာပဲဆိုတာကိုပဲတခါတည်းအခိုင်မာယူပြီးတော့သူ့ဆင်းမီးတို့နဲ့ပဲကုအဲ့ဒီမှာယောဂါကကုရင်းကုရင်းနဲ့တဖြည်းဖြည်းနဲ့ကျွမ်းလာယောဂါကျွမ်းလာလို့မနေနိုင်မထိုင်နိုင်ဖြစ်ပြီးဆိုတော့မှဈေးဆရာသွားခေါ်နှမျောတဲ့အမှုကအဲ့ဒါလို့ဈေးဆရာသွားခေါ်တော့ဈေးဆရာကတိတယ်ဘလို့မှဒါကုလို့မရတော့ဘူးဆိုတာတိတော့အဲ့ဒီမှာဒီပြင်လူနာလေးဒီကိုသွားเสียရရှိလို့ပါလို့သွားရင်းနဲ့ပဲပြစ်ထားခဲ့တယ်ပေါ့ဒီလိုနဲ့သားလေးက ရည်ရင်နေရမယ်အနေထားကိုရောက်လာရောက်လာတော့လူမမာကိုလာလာပြီးတော့မေးကြတဲ့လူတွေက ရှိရှိနေတာဆိုတော့ရိနာပုဗ္ဗကကဘလို့စဉ်းစားလဲဆိုတော့ငါသားလူမမာကိုအကြောင်းပြုတ်ပြီးတော့လူတွေကလည်းဧည့်သည်တွေကလည်းရောက်ရောက်လာလိုက်တာအိမ်ရှိတဲ့ပစ္စည်းတွေကိုတော့အခုမြင်တော့မှာပဲအဲ့ဒါနဲ့အိမ်ရှိတဲ့ပစ္စည်းကို မြင်မှဆိုးလို့ဆိုပြီးတော့သားကိုအိမ်ရှိမှာကဒင်ကလေးချပြီးတော့အိမ်ရှိကိုထုတ်ထားအိမ်ထဲမှာမထားအောင် အဲ့ဒီလိုအိမ်ရှိထုတ်ထားတာကိုကစားပြီးတော့ကောင်းတယ်လို့လို့ဖြစ်သွားတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေ့မနေ့မှာပဲမြတ်စွာဘုရားကရွှေဉဏ်တော်ကိုရက်ကိုဖြန့်ကျက်ပြီးတော့ကြည့်တော့အော်ဒီမထကုန်တိသတို့သားဘာကုသိုလ်ကောင်းမှုမှလည်းမပြုအမေဖေကလည်းဘာမှအသိဉာဏ်မရှိတော့သားကိုလည်းပဲအသိဉာဏ်ရှိအောင်ဘာမှသွန်သင်ထားတာလည်းမရှိသူတို့ကိုယ်တိုင်ကလည်းကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်လေတော့သားကလည်းပဲကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်ပြန် အဲ့တော့မကြခင်မှာပဲတည်ရတော့မယ်ဆိုတော့ဩအလွန်မှတနာစရာကောင်းတယ်မကောင်းတဲ့ယုံညံ့တဲ့ဘဝကိုတော့ရတော့မှာပဲအဲ့ဒါနဲ့မြတ်စွာဘုရားကအကျိုးရှိစင်ပဲဆိုပြီးတော့အဲ့ဒါကြွလာလမ်းမှာပဲကြွသွားပါအတန်ကားလေးခြံရံပြီးတော့ဆုံးခံရင်းနဲ့အဲ့ဒီနာကဖြတ်ကြွတယ်အဲ့ဒီမှာမထကုန်တလေကအသာလေးပက်လက်လေးသူလှုပ်တော့မလှုပ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဟိုရောင်ကြီးတော်လွတ်တယ်ပေါ့အရောင်ကအလွန်မှကြည်လင်တဲ့ တန်ရှင်းတဲ့စိတ်နှလုံးကိုအလွန်မှကြည်နူးဝေရာကောင်းတဲ့အေးချမ်းတဲ့အရာကိုလွှတ်တယ်။အဲ့ဒီအရာကိုမြင်တော့ဒါဘာကြောင့်လဲမသိဘူးဆိုပြီးတော့ခေါင်းလေးကိုအသာငဲ့ပြီးတော့အယောင်လာရာကိုကြည့်တယ်။ကြည့်တဲ့အခါကျတော့မြတ်စွာဘုရားကိုဖူးတွေ့ရတယ်။အဲ့တော့သူဩဒါမြတ်စွာဘုရားလို့နာမည်မှအလွန်ကြီးတဲ့ပုဂ္ဂိုလ်ပဲ။အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့မျက်နှာတော်ကိုတေချာကြည့်တော့ဟိုအလွန်မှလည်းတပ်ပင်တာကတကြောင် စိတ်နှလုံးမှာလောဘဒေါသမောဟကိလေသာအငြိကြီးလုံးဝတန့်ရှင်းနေတာတန့်ရှင်းနေတာမှာဝါဒနာနဲ့တကွပယ်ထားတဲ့တဲ့ကြောင့်အလွန်အမင်းတန့်ရှင်းကြည်လင်နေတယ်ပေါ့အဲ့တော့အဲ့ဒီဓာတ်တွေကဟိုမကူးဆက်ပဲမနေဘူးအဲ့ဒီဓာတ်တွေကမခန်းဟိုမခန်းစားမိပဲနေမှာမဟုတ်အဲ့ဒါလို့အဖက်ဖက်ကဘလို့မှလိုလီသေးမရှိပြည့်စုံနေတဲ့ဒီရုပ်ရည်ကိုမြင်ရတော့ဒီမထကုံလေးရဲ့စိတ်ထဲမှာဟိုကြည်နူးမှုဆိုတာကအကြီးအကျယ်ရှိမယ်ပေါ့ဩ ဒီတက်သဘာဝဟာသူ့ကိုအများကြီးရိုက်ခတ်ဒါဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲဆိုတာကိုသူ့စိတ်ထဲမှာပြောမပြောပြမဲ့လူမရှိလဲပဲအနေအထားအရာသိနိုင်တဲ့အခြေအနေမှာရှိမယ်ပေါ့ဟုတ်လားဒါဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲလို့စိတ်ထဲကဖြစ်သွားတာကိုပါစားအဲ့ဒါကြည်လင်တဲ့စိတ်တနည်းအားဖြင့်တရားတရားလို့ပြောရအဲ့ဒါလိုပဲသူ့ဟာအသေးစိတ်တွေကိုသူနားမလဲပြီမယ်လို့မြတ်စွာဘုရားရဲ့ရုပ်ပုံမြတ်စွာဘုရားရဲ့အနေအထားကိုကြည့်ပြီးတော့ ာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒါဟာစင်ကြင်တဲ့ပုဂ္ဂိုလ်ဒါဟာအလွန်မှကြည်ညိုဝင်ရကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာတော့တော့သူစိတ်ထဲမှာမခံစားရပြီဘူးလားခံစားရပြီအဲ့ဒီအခိုက်တန့်လေးအဲ့ဒါကိုသူကခံစားရတော့အကောင့်ထဲဖို့ကျင်တယ်ပေါ့သူရဲ့ကြည်လင်တဲ့စိတ်ကလေးအကောင့်ထဲဖို့ကျင်တယ်အဲ့ဒါကဘာလဲဆိုတော့ဟိုလက်နှစ်ဖက်ကိုရှက်ပြီးတော့လက်အုပ်ချီးပြီးတော့သူရှ िख ိုးကျင်တယ်ပေါ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအဲ့လောက်ထိသူ့ကိုအခွင့်အရေးမပေးတော့ဘူးသူ့ရဲ့လက်နှစ်ဖက်ကိုသူမသေးနိုင်တော့ဘူး အဲ့ဒီလိုနဲ့သူကဒါလေးငေးကြည့်ပြီးတော့ကြည်လင်တဲ့စိတ်ကတော့အလွန်မင်းဖြစ်နေတယ်။မဒီလက်ဥကလေးကိုချီခြင်းနဲ့သူရှိခိုးခြင်းနဲ့ဒါပေမဲ့အဲ့ဒီအထိဒုက္ခနာကိုကအခွင့်အရေးမပေးတော့ဘူး။အဲ့တော့မြတ်စွာဘုရားကသိတယ်။ဩငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်။ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်။အဲ့ဒါနဲ့ဆက်ကြွသွားတာပဲ။အဲ့ဒါခဏနေတော့သုတိစိတ်ကြတာသေးတာပဲ။ တည်တဲ့အခါကျတော့အိပ်ပျော်တဲ့ယောက်ျားနိုးတယ်လို့တာဝရိန္ဒာနတ်တွေရဲ့အပေါင်းဖော်သွားဖြစ်တယ်။နတ်သားတယောက်သွားဖြစ်တယ်။